ဒီဇယ်လန်လေးတွေမှာတော့ရန်သူနေမြေတွေကိုစီးနင်းနေတဲ့စစ်သားတစ်ဖွဲ့ကိုတွေ့နေရမှာဖြစ်ပါတယ်။အဖွဲ့သားတွေဘေးကင်းမှုအတွက်စနေပါသမားကိုတင်ကအပြင်ကနေအကောက်ဝဲပေးနေကြတာဖြစ်ပြီးတော့စီးနင်းမှုအောင်မြင်ခဲ့လို့ရန်သူတွေကိုဖမ်းပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။အဲနောက်မှာတော့ကိုတင်ကလည်းစကန်နေကိုလိုက်ပြီးတော့ဝင်လာခဲ့ပြီးဒီချိန်မှာပုံပြီးတော့ဂျန်နေခဲ့တဲ့ရန်သူတယောက်ကတနက်နေ့ပြစ်လိုက်တာကြောင့်ကိုတင်ဟာတရားရသွားခဲ့ပါတယ်။လူနာတင်ကလှမ်းပြီးတော့ခေါ်လိုက်တဲ့အချိန်မှာကိုတင်ကတရားနဲ့ထိုင်ပြီးတော့စောင့်နေခဲ့ရပါတယ်။တစ်ဖက်မြင်ကွင်းလေးမှာတော့ကိုတင်နဲ့တားဖြစ်သူမောင်မိုးတို့တွေအမဲလိုက်ထွက်နေခဲ့တာပါ။ ကိုရင်ကတနက်ပြင်းဤတင်မနေခဲ့ပြီးမှမမိုးကတော့မတင်ချင်သလိုကိုရင်ဟာတမင်တကောင်ကိုပြစ်ချလိုက်ပြီးညစာအတွက်ပြင်ဆင်ပေးနေပါတယ်။စားပြီးတဲ့အချိန်မှာတော့မမိုးကအနီးနားမှလမ်းလျှောက်နေပြီးတနေရာရောက်တဲ့အခါမှာတော့မန်ဖီနေတဲ့ခွေးလေးကောင်လေးတွေ့လိုက်ရတာကြောင့်လန့်ပြီးတော့អော်နေပါတယ်။အဲဒါကြောင့်ပဲကိုရင်ဟာခွေးကိုတနက်နဲ့ပြစ်ချလိုက်ပြီးမမိုးကတော့တေသွားတဲ့ခွေးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေခဲ့တာပါ။အိမ်မြန်လမ်းမှာတော့မမိုးကိုကောင်းမွန်တင်ပေးခဲ့တာဖြစ်ပြီးအိမ်မြန်ရောက်တဲ့အခါမှာကိုရင်ရဲ့ဇနီးကိုဝင်တဲ့စပယ်ကစီးကျိုနေခဲ့ပါတယ်။ တာဘာနေရောင်ရဲ့အမဲလိုက်ခီးအစင်မီတာကိုတိတာကြောင့်ပဲစပယ်ဟာဝမ်းတာနေပါဗျ။ကိုရင်ကလည်းမွေးလာမယ့်ကလေးအတွက်စိတ်လှုပ်ရှားနေကြတာဖြစ်ပြီးနောက်နေ့မနေ့အလုံမသွားခင်မှာကိုရင်ကမိသားစုအတွက်မနေ့စာပြင်ဆင်ပေးနေပါဗျ။အဲဒီနောက်မှာတော့လေးချင်းရဲ့စကန်းကိုရောက်တဲ့အခါမှာရဲဘော်တီတီကိုတွေ့လိုက်ရပါဗျ။ကိုရင်ကစနေပါသမားကောင်းတယောက်ထားရှိရမယ့်စေတဲ့တွေရဲ့အကြောင်းကိုရှင်းပြနေပြီးအဓိကချက်ကတော့အကြောက်တရားနဲ့တတိချားထဲမှာလွန်ဆွဲရမယ်ဆိုတဲ့အကြောင်းပါပဲ။စနေပါသမားကောင်းတယောက်ဖြစ်ဖို့ဆိုရင်တော့ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့စိတ်ရှိရမယ်ဆိုတာတွေကလည်းအရေးကြီးကြောင်းပြောပြနေပြီး တစ်ဖက်မြင်မှာတော့တားဖြစ်သူမောင်မိုးကိုကြောင်းလိုက်ပို့နေတဲ့စပဲ့ကိုတွေ့ရမှာပါအဲဒီအချိန်မှာပဲသူရဲ့ကားကိုတခြားကားတစ်စီးကအရှင်ပြင်းပြင်းနဲ့ဝင်ပြီးတော့တိုက်မိခဲ့ပြီးဒါကြောင့်မဲ့စပဲ့ဟာတန်ရာရပြီးတော့သတိမေးသွားခဲ့ပါတယ်ကားနောက်ခန်းထဲမှာထိုင်နေတဲ့မောင်မိုးကအဲ့ဒီဖြစ်ရဲ့ကြောင့်ပဲထိတ်လန့်လို့နေပါတယ်နောက်တဲ့9နှစ်လောက်ကြာတဲ့အခါမှာတော့တရားရုံးကိုရောက်နေတဲ့မောင်မိုးကိုတွေ့ရမှာဖြစ်ပြီးစေကျော်သက်ဖြစ်လာတဲ့မောင်မိုးကတရားရုံးကိုရောက်နေတာသုံးချိန်ရှိပါပြီတရားသူကြီးကမောင်မိုးရဲ့မိဘတွေအကြောင်းမေးတဲ့အခါမှာကိုရင်ကမတ်တက်ရက်ပြီးတော့ဖြေခဲ့ပါတယ် မမူကခိုးမှုမူရည်စေဝါမှုဖြစ်စည်းမှုတွေနဲ့တရားရုံးကိုရောက်နေရသူပါဒါပေမဲ့မိခင်တည်ဆုံးပြီးတဲ့နောက်မှာစိုးသွမ်းလာတာကိုလည်းသိနေပါဗျ။ဒါကြောင့်မဲနောက်ဆုံးချိန်အနေနဲ့ခွင်းလွှတ်လိုက်တာဖြစ်ပြီးနောက်တခါအမှုထပ်ဖြစ်မယ်ဆိုလို့ရှင်တော့လူငယ်ထင်းထင်းစကန်းကိုပို့ရတော့မှာဖြစ်ပါဗျ။တရားရုံးကပြန်မတော့မမူရဲ့အကြောင်းကိုသွားခဲ့ရပြီးမမူကအကြောင်းမှလည်းစိုးသွမ်းတဲ့သူအဖြစ်စီရင်ဝင်နေပါဗျ။နောက်ပြီးတော့ကိုရင်ဟာအကြောင်းလားခါတွေလည်းမပေးနိုင်တာလာတော့ကြာနေပြီဖြစ်တာကြောင့်မဲမမူကိုအစိုးရအကြောင်းကိုပြောင်းရွှေ့ဖို့အတွက်တိုက်တွန်းနေပါဗျ။အဲ့လိုလို့ရှင်ကိုရင်တို့သားဖအတွက် ပြေလည်သွားမယ်လို့လည်းကျောင်းဟောကထင်နေပါဗျ။ဒါပေမဲ့ကိုရင်ဟာမောင်မိုးအတွက်ကျောင်းစီကိုရောင်းရှာဖို့အတွက်ဆုံးဖြတ်လိုက်ပါဗျ။လက်ရှိချိန်မှာကိုရင်ကအယောင်သမားအနေနဲ့အလုပ်လုပ်နေကြတာဖြစ်ပြီးတရက်မှာတော့အရက်ဆိုင်တဆိုင်ကိုသွားပြီးတော့သူ့ရဲ့ကုမ္ပဏီကထုတ်ကုန်တွေကိုသွားရောင်းပါဗျ။အဲ့ဒီခါမှာဝန်ထမ်းကကိုရင်ကိုခတ်မှမှပြောပြီးတော့မောင်းထုတ်လိုက်တယ်လို့ဒါကြောင့်မဲကိုရင်ဟာမခံကြီးမခံတာဖြစ်ပြီးတော့ပြန်လာခဲ့ရပါဗျ။ဒါပေမဲ့မကြာခင်မှာအရက်ဆိုင်တွေကိုပြောင်းဝင်သွားခဲ့ပြီးဆံဝင်နှန်းကိုအပြောဆိုတတိထားဖို့အတွက်ဂျိမ်းမောင်းကပြန်ထွက်လာခဲ့ပါဗျ။ အဲနောက်မှာတော့စစ်တပ်ထင်မှာခင်ခဲ့တဲ့တငယ်ချင်းကိုဦးစီကိုတွားခဲ့ပြီးသူ့မှာပတ်စံလိုတဲ့အကြောင်းပြောပြီးတော့ကိုဦးစီကအလုတောင်းပါတယ်ဒီကမှာကိုဦးကပတ်စံလွယ်လွယ်ရမယ့်အလုတခုရှိတဲ့အကြောင်းကိုပြောပါတယ်ဒါကတော့မာဖီးယားဂိုင်းခေါင်းဆောင်အိမ်ကပတ်စံခိုးရမှာပါငွေတန်းတန်းလိုနေခဲ့တဲ့ကိုရင်ကတော့အဲ့ဒီလုပ်ကိုလက်ခံခဲ့ပြီးအဲနောက်မှာတော့သူတို့နှစ်ယောက်သာမာဖီးယားရဲ့အိမ်ကိုခိုးဝင်ခဲ့ပါတယ်ဒီလိုနဲ့ဘသူမှမသိစေဘဲနဲ့ခက်မြမြန်ပြန်ပြီးတော့ထွက်လာနိုင်ခဲ့ပြီးနောက်ရက်မှာတော့ကိုရင်ရဲ့မန်နေဂျာကလှမ်းပြီးတော့ခေါ်ပါတယ်အကြောင်းရင်းကတော့အရေးဆိုင်ကဝန်ထမ်းတွေကိုချင်းချောက်ခဲ့လို့ပါ ကိုရင်ကတော့သူမှန်ခဲ့တဲ့အကြောင်းကိုခုခံပြီးတော့ပြောဆိုနေပြီးမန်နေဂျာဟာသူ့ကိုအလုပ်ထုတ်ခဲ့ပါတယ်။ညဘက်ကိုရောက်တဲ့အခါမှာတော့ကိုရင်ကသူ့ရဲ့အမဲလက်ရန်ဖေကိုစစ်ဆေးနေပြီးဒီချိန်မှာမောင်မူးကအနားကိုရောက်လာပါတယ်။တငယ်ချင်းနေနဲ့ထွက်လေခြင်းတဲ့အကြောင်းပြောနေပြီးအိမ်ကိုစောစောပြန်လာဖို့မှာကကိုရင်ကပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်မဲမောင်မူးကတငယ်ချင်းနေစီကိုသွားခဲ့ပါတယ်။လူကြီးတွေလည်းမရှိတဲ့အခါမှာအရက်တွေပါတောက်ခဲ့ကြပြီးတငယ်ချင်းဖြစ်သူဖိုးတော်ကသူ့အဖေရဲ့ကားကိုထုတ်ပြတော့မောင်မူးကမောင်းကျင်လာပါတယ်။ဖိုးတော်ရဲ့အဖေကလည်းအိမ်မှာမရှိတာကြောင့်ကားကိုယူသွားဖို့အဆင်ပြေနေရပြီး တငယ်ချင်းတိုက်ဟာကားကိုယူလာခဲ့ပါတယ်။ကားမောင်းတဲ့သူကတော့မောင်မိုးပါ။ဒါပေမဲ့မူးနေတဲ့မောင်မိုးကြောင့်ပဲကားကအက်ဆီဒင့်ဖြစ်ခဲ့ပြီးတဖက်မှာတော့စတိုင်ပါရိုင်ဖယ်နဲ့တနင်္လာကိုကြည့်နေတဲ့ကိုရင်းကိုတွေ့ရပါတယ်။သူကြည့်နေတာကကိုဦးနဲ့သူ့ရဲ့အဖွဲ့ကိုဖြစ်ပြီးတကယ်တော့ကိုဦးကမာဖီးယားအဖွဲ့ဝင်တစ်ယောက်ပါပဲ။သူတို့ပြောနေကြတာကခေါင်းဆောင်ရဲ့ပတ်စံတွေပျောက်သွားတဲ့ကိစ္စဖြစ်ပြီးလက်သေးကိုလိုက်ရှာဖို့တိုင်ပင်နေတာပါ။အဖွဲ့သားတွေကတယောက်ကတော့ကိုဦးကိုနင်းနေတန်ရဖြစ်နေခဲ့ပြီမလဲသူတို့ရဲ့ဆွေးနွေးပွဲကဒီလိုပဲပြီးဆုံးသွားခဲ့ပါတယ်ဒါကြောင့်ကိုရင်ဟာတနက်ချပြီးတော့အနားယူနေခဲ့ပါတယ် အဲဒီအချိန်မှာမမိုးရဲ့ရင်တိုင်းမှုအကြောင်းသိလိုက်ရပြီးကားတိုက်တဲ့နေရာကိုချက်ချင်းလိုက်သွားလိုက်တဲ့အခါမှာတော့မမိုးကအရင်မူးပြီးတော့မောင်းလို့ဖြစ်တာလို့သိရပါဗျ။ဒီကမှာတော့ကိုရင်ဟာစိတ်ပြက်လက်ပြက်ဖြစ်သွားရပြီးမမိုးကိုအိမ်ပြန်ခေါ်လာခဲ့ပါဗျ။နောက်နေ့မနက်မှာတော့ကိုရင်ဟာကားတိုက်မှုဖြစ်တဲ့နေရာကိုပြန်သွားလိုက်ပြီးကားကိုမီးရှို့ဖျက်ဆီးပစ်လိုက်ပါဗျ။အဲဒီနောက်မှာတော့ကားပိုင်ရှင်စီကိုသွားလိုက်ပါဗျ။သူကဖိုးတောင်ရဲ့အဖေဖြစ်သူဦးတင်ဖြစ်ပြီးဦးတင်ကလည်းအကြောင်းစုံကိုတိထားပြီးသားပါ။ဒါပေမဲ့ကားကိုဘာလို့မီးရှို့လိုက်တာလဲဆိုပြီးတော့မေးတဲ့အခါမှာကိုရင်က ကားမှာအာမခံရှိနေတာသိလို့ဆိုပြီးတော့ပြန်ဖြေပါတယ်။အဲဒီခါမှာဦးတင်ကသူဟာဥပဒေကိုလိုင်းနာတဲ့သူဖြစ်တဲ့ကြောင်းပြောပြပြီးမီးလောင်မှုနဲ့အာမခံလိမ်ပြီးထုတ်မယ်ဆိုရင်သူ့အတွက်ထိခိုက်မှာလို့လည်းပြောပါတယ်။နောက်ပြီးတော့မောင်မိုးကခံဝင်နေနေရတဲ့ကလေးတယောက်ဖြစ်တဲ့ကြောင်းကိုလည်းသိနေခဲ့ပြီးဒါကြောင့်ကိုရီဟာကားတက်မှုကိုပြန်ရောပေးရမယ်လို့ကတိပေးပြီးတော့ပြန်ထွက်လာခဲ့ပါတယ်။ဒီနောက်မှာတော့ဒညာရနေတဲ့မောင်မိုးကိုဇေယုံကိုလိုက်ပို့လိုက်ပြီးဇေယုံမှာထိုင်ဆောင်နေတဲ့အချိန်မှာပဲဇနီးဖြစ်တဲ့သူရဲ့ဖြစ်ပျက်တွေပြန်တရီရလာခဲ့ပါတယ်။ အဲဒီတော့ကဇနီးနဲ့မမွေးရသေးတဲ့ကလေးလေးပါတေဆုံးခဲ့တာဖြစ်ပြီးဒီချိန်မှာမောင်မိုးပြန်ရောက်လာတာကြောင့်ကိုရင်ဟာလက်ရှိချိန်ကိုပြန်ပြီးတော့ရောက်လာခဲ့ပါတယ်။အဲနောက်မှာတော့ကိုရင်ကကိုဦးနဲ့တွားပြီးတော့တွေ့ပါတယ်။အကြောင်းရင်းကတော့ကားရော်ကြီးအတွက်ပတ်စံထက်ရှာဖို့ပါပဲ။ကိုဦးကဒီတစ်ခေါက်ကျလို့ရှိရင်တော့အန်ဒီရဲ့များမှဖြစ်တဲ့အကြောင်းပြောခဲ့ပြီးဒါပေမဲ့ပတ်စံလုံနေတဲ့ကိုရင်ကတော့ဘာပဲဖြစ်ဖြစ်လုပ်ဖို့ဆုံးဖြတ်ထားတာပါ။ညဘက်မှာတော့ကိုဦးကကားတစ်စီးပေါ်မှာထိုင်းဆောင်နေပြီးကိုရင်ကတော့အဝေးကနေစနိုက်ပါနဲ့ချိန်ထားပါတယ်။အဲဒီချိန်မှာမာဖီးယားအဖွဲ့တွေရောက်လာပြီးတော့ ကားလေးကိုဝင်ပြီးတော့ထိုင်လိုက်ပါတယ်မာဖီးယားတွေကအရင်တကောက်ပတ်စံပျောက်ဆုံးမှုဟာကိုဦးရဲ့လက်ချက်လို့ဆွဆွဲနေပါတယ်ကိုဦးကလည်းအဲ့ဒီဆွဆွဲချက်ကိုမငင်းပါဘူးသူ့ရဲ့အကြောင်းပြချက်ကအဲ့ဒီပတ်စံတွေကမရီယာရှာထားတဲ့ငွေတွေဖြစ်တယ်ဆိုပြီးတော့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲတကူလက်ကောင်နေတဝက်လူတာဖြစ်တဲ့အကြောင်းပြောပြနေပြီးဒါကြောင့်မာဖီးယားတယောက်ကဒေါသထွက်ပြီးတော့ကိုဦးကိုတန်းတန်းနဲ့ချိန်လိုက်ပါတယ်ပြီးတော့ပတ်စံတွေပြန်မလဲလို့မေးပါတယ်ကိုဦးကကားရဲ့နောက်ဖုံးထဲမှာထည့်ထားတယ်လို့ပြန်ပြေးလိုက်ပြီးမာဖီးယားတယောက်ကကားနောက်ဖုံးသွားဖွင့်ကြည့်တဲ့အချိန်မှာကိုရင်ကစနိုက်ပါနဲ့ပြေးချလိုက်ပါတယ် ်မာဗီယာတွေလည်းအမောင်တွေကစနေပါကြောင့်တယောက်ပြီးတယောက်တေဆုံးကုန်သလိုအလောင်းတွေကိုမြင်မြို့ပြီးတဲ့နောက်မှာလူစုခွဲခဲ့ကြပါတယ်အိမ်ကိုပြောင်းတဲ့အခါမှာတော့ကိုရင်ကဇနီးတဲ့ရဲ့တေဆုံးမှုကိုပြန်အမတ်ရနေခဲ့ပြီးအဲ့လိုပြန်တွေ့မိတဲ့မှာအရန်ကိုဝန်းနေတဲ့ခန်းစားမှုလည်းရနေပါတယ်ဒီနောက်မှာဦးတင်စီကိုတွားခဲ့ပါတယ်ရောကြီးပြေးပြီးတော့မောင်မိုးကြောင့်ကိုမေးဖို့ပြောခဲ့ပါတယ်ဒီဘက်မှာတော့ကိုဦးကအိမ်ထဲမှာတချင်းဖွင့်ကနေခဲ့ပြီးအဲဒီချိန်မှာတကားခောက်တန်ကြလို့သွားဖွင့်ပေးလိုက်တဲ့အခါမှာချက်ချင်းဆိုသလိုလူသမားတယောက်ဝင်လာပြီးတော့ကိုဦးနဲ့တပ်ပုံနေပါတယ် တရရခိုင်ရေကောင်းတဲ့ကိုဦးကိုလူသက်သမားကမတက်နိုင်ခဲ့ပေနောက်ဆုံးတော့ကိုဦးကပဲပြန်ပြီးတော့တက်ခဲ့တာပါအဲနောက်မှာတော့ကိုတင်းရဲ့အိမ်ကိုသွားခဲ့ပြီးအိမ်မှာတော့မောင်မိုးကိုပဲတွေ့ရတာပါဒါကြောင့်ကိုတင်းကပြန်မလဲလို့အော်ဟင်မိခဲ့ပြီးအဲ့ဒီတန်နေကြောင့်ကိုတင်းဟာအိမ်ကိုရောက်လာပါတယ်ဒီကမှာကိုဦးကသူ့ကိုမာဖီးယားတွေလိုက်တက်နေတဲ့အကြောင်းပြောပြီးကိုတင်းကတော့မာဖီးယားတွေနဲ့ပတ်သက်ပြီးဒီလိုဖြစ်မှတီးပြီးသားလို့ပြန်ပြေပါတယ်အဲ့ဒီချိန်မှာတော့ကိုဦးကစိတ်ပြန်ငြိမ်းလာခဲ့ပြီးတော့အော်မိတဲ့အတွက်လေးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ကိုတင်းကိုဖက်ပြီးတော့လေးတောင်းပန်နေပါတယ် ဒါပေမဲ့ရုတ်တရက်ဆိုလိုကိုရင်းရဲ့လက်ဘင်းကိုညှက်တဲ့နေပြီးကိုရင်းကလည်းအာဂုံတုံပြီးတော့ပြန်ပြီးတော့တိုက်ခိုက်နေပါလေဒီလိုနဲ့သူတွေပြန်ကိုရင်းပြန်တိုက်ခိုက်ရင်းနဲ့ကိုကြီးရဲ့လက်ထဲကိုပစ္စတိုရသွားခဲ့ပြီးကိုရင်းကိုတနက်နဲ့ပြစ်ဖို့ချင်းလိုက်ပါလေဒီကမှာမောင်မူးကမဲလိုက်ရန်ဖဲခံပြီးတော့အခန်းထဲကိုဝင်လာခဲ့ပြီးတနက်နဲ့ပြစ်ချလိုက်တဲ့အခါမှာကိုဦးလည်းလဲကျသွားခဲ့ပါလေဒီတခါတော့မောင်မူးကဖခင်တက်ကိုကယ်နိုင်ခဲ့တာပါနောက်ထပ်မြင်ကွင်းလေးမှာတော့အပြင်ဘက်မှာအတူထန်နေတဲ့ကိုရင်းနဲ့မောင်မူးကိုတွေ့ရပြီးမောင်မူးဟာသူ့အတွက်အရာရာကိုရင်ဆိုင်ပြီးတဲ့ကိုရင်းကိုကျေးဇူးတင်တဲ့ကြောင်းပြောရင်းနဲ့ ဇလန်လေးဟာအဆုံးသက်သွားပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ